အဲ့တော့ e e နဲ့ပတ်သက်ပြီးတော့ကျွန်တော်ခဏခဏပြောရဲအားပါလဲဆို e ရဲ့စင်အားဟာမတူသလို e ရဲ့ c အရာအာရင်ဆိုင်နိုင်မှုစစ်တပ်ကိုရင်ဆိုင်နိုင်မှုအခြေအနေရလဲတခြားအဖွဲ့အစည်းနဲ့မတူတဲ့အခြေအနေနိုင်ပါဥမာ KIA နဲ့ e နဲ့တူလားဆိုမတူပါဘူးအဲ TNL နဲ့ a နဲ့တူလားဆိုမတူ TNL MND နဲ့ a နဲ့တူလားဆိုမတူဘာလို့လဲဆို သူ့ရဲ့စင်ရတိုးချက်နိုင်မှုသူ့ရဲ့ခေါင်းဆောင်အပိုင်းတွေရဲ့ဆုံးဖြတ်နိုင်မှုစဉ်းစားနောက်နိုင်မှုနောက်ပြီးနီးပြူကကြကြလှုပ်ဆောင်နိုင်မှုဒီလိုအခြေအနေတွေကအများကြီးကွာခြားနေတာကိုကျွန်တော်တို့တွေ့ရပါတယ်ဒါကြောင့်မလို့ဒီနေ့ကတည်းကညတလုံးလက်ချင်းနဲ့မတွေ့အားလုံးရဲ့မြေ ဟယ်လိုအားလုံးမင်္ဂလာပါကျွန်တော်ကတော့လင်းထောင်ဖြစ်ပါတယ်ကျွန်တော်ရဲ့ကျွန်တော်တွေ့ကျွန်တော်မြင်စီတကနေပြီးတော့တော်လင်ပြည်သူအားလုံးဖိတ်ခေါ်ပါတယ်အဲ့တော့ထုံးစံတိုင်းပဲလူမှုကွန်ရက်ကသတင်းတွေရုပ်သံတွေကိုကျွန်တော်တွေ့ကျွန်တော်မြင်နေပြန်လေတင်ပြဖို့ပဲဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်ဒီနေ့ဗာကြမ်းပဲပြောမယ်ဗီဒီယိုဆုံးနေလိုက်ပါတီရှူပေးကြပါဦးခင်ဗျာကဲအဲ့ဒါဆိုကျွန်တော်တို့စလိုက်ကြအောင်စလိုက်โอเคကျွန်တော်ဒီနေ့ပုံမှန်မြင်နေတဲ့မြင်ကွင်းတခုလုံးတော့မဟုတ်ဘူးကျွန်တော်အပြင်ရောက်နေတာ အာကြီးသွားနေတာဗောနော်ကြီးသွားနေတာဖြစ်တဲ့အတွက်အာကျွန်တော်ဗီဒီယိုလေးကိုအဆင်ပြေသလိုပဲကျွန်တော်ရိုက်လိုက်ရတယ်ဒါကြောင့်မလို့အတန်ပိုင်းအားစပြီးတော့တချို့ဘိုင်းတွေအာလိုအပ်ချက်တွေရှိရင်လည်းအာတိခန့်ကြည့်ရှုပေးကြဖို့ကျွန်တော်ဒီညကနေမြစ်တာရက်ခံလို့ပါတယ်အဲ့တော့ပထမဆုံးအနေနဲ့ကျွန်တော်ဒီနေ့ပါသတင်းပြောမယ်အဲ့တော့ကျွန်တော်ပြောမယ့်သတင်းကတော့တခြားစားတော့မဟုတ်ဘိုင်းကော့နဲ့ပတ်သက်တဲ့ တတင်းပဲပေါ့နော်အဲ့ဒါပါလဲဆိုတော့အခုတော့ဘိုင်းကော့ကတအားအားကောင်းတယ်အထူးသဖြင့်ဘယ်နေရာမှာပြန်ပြီးတော့အားကောင်းနေလဲဆိုတော့ပြည်ပနိုင်ငံတွေမှာပြန်ပြီးတော့အားကောင်းနေတယ်အဲကျွန်တော်တို့ဒီထိုင်းမှာပေါ့နော်ထိုင်းမှာဆိုရင်ဘိုင်းကော့ကအားကောင်းတယ်ဒီဖက်ကွက်ဆိုင်နဲ့ပတ်သက်ပြီးတော့လှုပ်တဲ့ပွဲရည်နဲ့ပတ်သက်ပြီးတော့လက်ခံကျင်းပပေးတဲ့သူတွေအနောက်ပြီးတော့အဲကျွန်တော်တို့ဒီပွဲကို promote လုပ်တဲ့သူတွေအားစာပြန်ပြီးတော့တောင်းပန်နေရတာတွေကိုကျွန်တော်တို့ တွေ့လာရတယ်။တောင်းပန်တော့မှစာတွေပါတွေထုတ်ပြီးတော့တောင်းပန်လာ။အဲ့တော့ကျွန်တော်ပြောချင်တာကဘာလဲ wine cup ဆိုတဲ့ဥစ္စာအဲ့ဒါပဲ။ဘက်ကစားတွေကိုကျွန်တော်တို့အာမပေးနဲ့အားပေးတယ်ဆိုရင်ကျွန်တော်တို့တွေအာအားပေးတဲ့အာမပေးနဲ့သူတို့ကိုအာမပေးခြင်းကဘာဘာတွေပါသွားထိခိုက်လဲဆိုတော့သူတို့ကိုစပွန်ဆာပေးထားတဲ့လုပ်ငန်းတွေပါသွားထိခိုက်တယ်။အဲ့တော့စပွန်ဆာတွေမရှိဘူးဆိုရင်ဘက်ကစားတွေရက်တိဖို့ခက်ခဲမယ်။ဒါကအဲ့ဒါကြောင့်မလို့ကျွန်တော်တို့ကပြောတယ်။ကျွန်တော်တို့လုပ်နေဆိုတဲ့အချိန်မှာ အဲဖက်ခွက်သားတယောက်တည်းကိုပဲအာဒီဖက်ခွက်သားကတော့ဟိုဘာဘောတော့ဒီဖက်ခွက်သားကတော့ဘယ်နေရာမှာလုံနေတယ်ဘယ်ဟိုဘာဖြစ်နေတယ်အဲသူတို့နဲ့ပတ်သက်တဲ့အတိုင်းအတိုင်းတွေကကျွန်တော်တို့က blind call တွေ social punishment တွေကျွန်တော်လောက်ရမှာဖြစ်ပါတယ်ဒါကြောင့်မလို့လေဒီအပိုင်းမှာကျွန်တော်ရဲ့ video တွေမှာနေ့စဉ်ရဆက် blind call ကိုပြောနေတယ်ဆိုတာကဒါပါပဲ ဘာဖြစ်လဲဆိုတော့ boycott ပြန်အောင်မြင်နေတယ်။အဲ့တော့ပြည်ပနိုင်ငံတွေမှာလည်းအောင်မြင်ပြည်တွင်းမှာလည်းအဲ့လိုပဲကျွန်တော်တို့အာထပ်ပြီးတော့ boycott ကိုချက်ချင်းပြန်လုပ်ဖို့လိုတယ်ဆိုတာကိုကျွန်တော်ဒီနေရာကနေပြောလိုတာပါ။အဲ့တော့ကျွန်တော်ဒီမှာဆိုရင်ကျွန်တော်တို့ time မှာလုပ်မယ် Halloween weekend နဲ့ပတ်သက်ပြီးတော့ Halloween weekend music festival ပေါ့နော်။ဒါနဲ့ပတ်သက်ပြီးတော့လုပ်မယ်ဥစ္စာကိုကဆိုင်ရာအချင်းပါမဲ့နေရာတွေကနေပြန်ပြီးတော့တောင်းပန်စာတွေလုပ်ပြီးတော့အာခောက်လာတာကြီးကျွန်တော်တို့တွေ့ရဒီတန်းမှာဆိုဖတ်ခွက်အစားတွေဖြစ်တဲ့ရွှေထူးတို့ အောက်ဆူခန်လို့အချမ်းမြေမောင်ချိုးလို့ပြောမယ်ဆိုဒီလိုကောင်တွေပေါ့နော်ခရိုနီတိုင်ဝိုင်းနေတော့ပြီးတော့ဘောမာတွေအဲ့လိုဖက်ခွက်စားတွေကိုလုံမဲ့ပွဲကိုထိုင်းရောက်ပြည်သူတွေကနေတခဲနဲ့သပိတ်မောက်နေကြတာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီဖက်ခွက်စားတွေရဲ့ပွဲကိုမလုတော့ပါဘူးလို့နော်ဥပမာလို့ IC show ပွဲလို့ပါလို့ဆိုလေအဲချိန်ညာပြီးတဲ့သူတွေကတောင်းပန်လာတာတွေဒီလိုဆိုင်လို့ဒါပါလဲဆိုကျွန်တော်တို့အားလုံးပြောနေကြတယ်လူညင်အားလုံးကဖြစ်တယ်လူညင်အားလုံးကဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့တွေ လုံနိုင်သမျှကို wine cup ကိုလုတ်ပါ wine cup ဆိုတာပုံမှန်လည်းပြောစောက်ဖက်မလုတ်ခြင်းအမှုပညာတစ်ခုဖြစ်ပါတယ်ဒါကြောင့်မလို့ wine cup ကိုတတ်နိုင်သမျှမိမိတတ်နိုင်တဲ့နေရာကနေလုတ်လို့ရတယ်လူတိုင်းလူတိုင်းပါဝင်ပြီးလုတ်လို့ရတယ်စစ်အာဏာရှင်စနစ်ကိုမချိုက်တဲ့လူတွေနဲ့လုတ်လို့ရတယ်အဲ့တော့တချို့သူတွေကတော့ပြောလိုက်မယ်ကျွန်တော်ဗီဒီယိုအောက်ဒီမှာလည်းဝင်မှတ်တယ်အမင်းတို့ကဒါဒီမိုကရေစီလားဟုတ်တယ်ဒါဒီမိုကရေစီကိုမချိုက်တဲ့ဥစ္စာကိုမချိုက်ကြအောင်ကိုမှပေါ်ပြပိုင်မယ်ရှိတယ်အဓိကတော့အာဏာရှင်စနစ်ကို အာနာရှင်စနစ်ရဲ့တောက်တိုင်တွေဖြစ်နေတဲ့သူတွေကိုကျွန်တော်တို့တွေအာဘောတော့ငါတို့မကြိုက်ဘူးဒါတွေမလုံနဲ့ပြည်သူဆန္ဒပြည်သူဘက်ကမျက်နှာမှုပါဆိုတဲ့အကြောင်းတရားတွေကိုကျွန်တော်တို့ကအတန်မထွက်ဘဲနဲ့ကိုကျွန်တော်တို့ကမင်းတို့ဒါတွေလုံအာမပေးဘူးအတကယ်တမ်းကျတော့ဖတ်ခွက်စားဆိုတဲ့ကောင်တွေကကျွန်တော်တို့အားပေးမှုကျွန်တော်တို့အားလုံးရဲ့အားပေးမှုနဲ့တို့ကဒီနေရာကိုရောက်လာတဲ့ကောင်တွေအဲ့တော့ကျွန်တော်တို့ကအားမပေးဘူးဆိုဒီကောင်တွေခွေးကြဝက်ကြကြမယ်ကောင်တွေအဲ့တော့ဒီကောင်တွေကိုဒီကောင်တွေဒီကောင်မတွေအားလုံးကိုကျွန်တော်တို့ ပေါ့နော်အာနာရှင်ဘက်ရက်တဲ့ဖက်ခွက်စားတွေမှန်တယ်များကျွန်တော်တို့ point ကိုလောက်ဖို့လိုတယ်ဆိုတာကိုကျွန်တော်ဒီနေရာကနေပြီးတော့ပြောလိုတာဖြစ်ပါတယ်ဒါကတော့ကျွန်တော်ပြောချင်တဲ့အကြောင်းအရာပထမဆုံးတစ်ခုပါ Okay အဲ့တော့ကျွန်တော်နောက်တစ်ခုကိုပါနောက်တစ်ခုတော့ဗာလဲဆိုရင်တော့ကျွန်တော်တို့ရက်ခိုင်ပြီးနေအခုဘက်ဒီစခွေးတွေပေါ့နော်စခွေးတွေကဒီအခုအားလုံးသိရတယ်မယ်ညောင်ပိုင်းပေါ့နော်ရှမ်းပြည်မြောက်ပိုင်း TNL နဲ့အပြစ်ခတ်ရဲဆေးလိုက်တယ်ဆိုရင်နောက်မှာကျွန်တော်တို့ ဘောနော်တို့မြို့တွေတချို့ပြန်ပြီးလာအောင်မိုးကုတ်ဘောနော်မိုးကုတ်ဆိုရင်အဲကျွန်တော်တို့ TNL ကမိုးကုတ်တို့မိုးမိတ်တို့ကိုပြန်ပြီးပါမယ်ဆိုပြီးတော့လက်မှတ်ထိုးအပြည့်အခက်အပြည့်ခက်ရစရီလက်မှတ်ထိုးလိုက်တယ်ဒါပေမဲ့ PDF တရားဝင်ပြီးတော့အနေအားနေရာယူမယ်အဲသူတို့ကဒီမျိုးကိုမကြည်အစွမ်းကိုခုခံကာကွယ်မယ်ဆိုပြီးတော့ PDF တရားပြောထားတာလည်းရှိတယ်အဲ့တော့ပြောချင်တာကဘာလဲဆိုတော့သူတို့ကတစ်ဖက်မှာ အဟိုပါဘောနော်စစ်ခွေးတွေအကွက်ပဲဒါစစ်ခွေးတွေအကွက်ပဲဘာလို့လဲဆိုတော့ရှမ်းမြောက်မှာသူတို့စက်တိုက်ဆရာမလို့တဲ့အချိန်မှာအခုဘိုင်ဘက်ကိုပြန်ဖြစ်လဲဆိုရခိုင်ဘက်ကိုပြန်ပြီးတော့ဖိနေပါရခိုင်ဘက်ကိုဘာလို့ဖြစ်လဲဆိုရခိုင်ဘက်မှာအခုလေကြောင်းတိုက်ခတ်မှုတွေလှုပ်လို့ကျွန်တော်တို့အာကျွန်တော်တို့ရခိုင်ပြည်သူတွေတိုက်ဆုံနေတာတွေတချို့ဥစားတွေရှိလာတယ်။အဲ့ဒါဘာလဲဆိုတော့ AO C ရပြန်ပြီးတော့ PR ပြတာဖြစ်ပါတယ်။ AO လည်းထုံနည်း၎င်းပဲသူကအာရှမ်းမြောက်လိုမျိုးအခြေအနေမျိုးဖြစ်အောင် ်ဘသူကစီရရောနိုင်ငံရေးအရာကိုတစ်ဖက်ကတရုတ်ကိုဘာအားလုံးပေါ်ပေါ်ပေါ်ပြီးတော့ထပ်ပြီးတော့အာ TNL လိုပုံစံမျိုးနဲ့လောက်လာမဲ့ပုံစံမျိုးတော့ကျွန်တော်တို့တွေ့နေရပါဒါပေမဲ့မတူညီသောအခြေအနေတွေရှိပါအေးဒီရှမ်းမြောက်မှာတည်ရှိတဲ့တပ်ဖွဲ့မဟုတ်လို့ရခိုင်ပြည်နယ်တွေမှာသူ့ဘောက်သူတည်ရှိနေတဲ့ဖွဲ့ဖြစ်ပါတယ်ဒါပေမဲ့အေးမှာလည်း pressure တွေကရှိလားဆိုရင်ရှိတယ်ဥပမာကျွန်တော်တို့ Rohingya ရင်းကြိုင်နဲ့ပတ်သက်တဲ့ဥစ္စာတွေဥမာအာစာလိုမျိုး အဖွဲ့အစည်းတွေရဲ့တောက်ရက်နေမှုတွေအာစာဆိုလည်းဟိုကတော့ရခိုင်ပြည်နယ်ကိုသိမ်းမယ်လို့ဘာဖြစ်တယ်ညာဖြစ်တယ်ဆိုပြီးတော့ဥရပိုင်းအတန်ကြီးထွက်လာတာတွေလည်းရှိတယ်ပြောမယ်ဆိုရင်တော့အေမာလည်းသူ့ဖီယာနဲ့သူရှိတယ်ဒါပေမဲ့ဟိုကတော့မတူညီတဲ့ဥစ္စာတွေကအေရဲ့စစ်အင်အားတွေအေရဲ့နိုင်ငံရေးအခြေအနေတွေအေရဲ့ပထဝီဝင်မြင်နေသားတွေက TNL တို့ MND တို့နဲ့ဟိုဟာဘောနော်ကွာခြားတာတွေအများကြီးရှိပါတယ်ဒါကြောင့်မလို့ EU ရော TNL တို့ MNDA တို့လောက်ခံရတယ်လို့မျိုးလောက်သွားနိုင်လားအခြေအနေတွေတော့ကျွန်တော်ဆက်လက်စောင့်ကြည့်ရမယ်အနေထားဖြစ်ပါတယ်။အေးရတော့အခုလောတဲ့သူကသူ့ပြည်နယ်ကိုသူရောက်အောင်တင်ဖို့အတွက်သူကတော့ဗတ်ပေါင်းတော်ကနေကြိုးစားနေတယ်။ဟိုမှာစစ်တွေးတော့ကြောက်ဖြူတော့သူတိုက်ဆရာရှိရဆက်တိုက်နေသလိုဒီရခိုင်ပြည်နယ်ရဲ့အပြင်ဘက်နေရာတွေကိုလည်းကျွန်တော်တို့ဆက်တိုက်နေတဲ့အခြေအနေတွေရှိပါတယ်။ဒါကြောင့်မလို့ကျွန်တော်တို့ဒီအခြေအနေတွေကနေပြီးတော့အေးကရုံထွက်နိုင်မလား။ဟိုဘောနစစ်ကောင်စီကနေပြီးတော့လုံမဲ့ အဒီရွေးကောက်ပွဲအဲအာနောက်ပြီးတော့စက်ကောင်စီကနေပေးလာမယ်နိုင်ငံရေး pressure တွေအတချို့ဥစ္စာတွေကနေပြီးတော့ A ကနေပြီးတော့ရုံထွက်နိုင်မှုအလားအလာတွေက TNL နဲ့မတူတဲ့အခြေအနေတွေအများကြီးရှိတယ်ဆိုတော့တော့ကျွန်တော်ကတော့မြင်နေဆိုတော့ကျွန်တော်အဓိကထားပြီးတော့ပြောလိုတာဖြစ်ပါတယ်အဲ့တော့ A A နဲ့ပတ်သက်ပြီးတော့ကျွန်တော်ခဏခဏပြောရင်အဲ့ဒါပါလဲဆို A ရဲ့စင်အားဟာမတူသလို A ရဲ့ C အရာ အာရင်ဆိုင်နိုင်မှုစစ်တပ်ကိုရင်ဆိုင်နိုင်မှုအခြေအနေရလဲတခြားအဖွဲ့အစည်းတွေနဲ့မတူတဲ့အခြေအနေအများကြီးပဲဥပမာ KIA နဲ့ AE နဲ့တူလားဆိုမတူပါဘူးအဲ TNL နဲ့ AE နဲ့တူလားဆိုမတူ TNL MNDA နဲ့ AE နဲ့တူလားဆိုမတူဘာလို့လဲဆိုသူ့ရဲ့စင်ရတိုးချဲ့နိုင်မှုသူ့ရဲ့ခေါင်းဆောင်ပိုင်းတွေရဲ့ဆုံးဖြတ်နိုင်မှုစဉ်းစားနိုင်နိုင်မှုနောက်ပြီးတော့နီးပြူကကြကြလှုပ်ဆောင်နိုင်မှုဒီလိုအခြေအနေတွေကအများကြီးခွာခြားနေတာကိုကျွန်တော်တို့တွေ့ရပါတယ်။ဒါကြောင့်မလို့ပြောမယ်ဆိုရင်ရခိုင်ပြည်နယ်မှာအခုလောဆယ်ဘုံတွေကျဲပြီးတော့ ဟိုဘောတော့ကျွန်တော်တို့အေအေကနေပြီးတော့ဟိုလှုပ်ဆောင်နေမှုအခြေအနေတွေဟိုဘောတော့အာတချို့ဥစ္စာတွေက set up ကိုကောင်းကောင်းရင်ဆိုင်နိုင်သေးတဲ့အခြေအနေရှိတဲ့အတွက်ကျွန်တော်ကတော့ထင်တယ်အာဘောတော့ A ရဲ့ A ရဲ့ TNL တို့ MND တို့လို့ဖြစ်နိုင်ခြေကတော့တော်တော်လေးကိုနည်းပါးနေရလို့ကလည်းကျွန်တော်ကတော့မြင်ပါတယ်ဗျဒါကတော့အာစီးရီးသတင်းနဲ့ပတ်သက်တဲ့သတင်းတစ်ခုပါနောက်ဆုံးတစ်ခုကတော့ကျွန်တော်ဗီဒီယိုလေးတစ်ခုကိုကြည့်မှာဖြစ်ပါတယ်ဒါကကြောင်မျိုးမင်း ေါ့နော်ကြောင်မျိုးမျိုးပြောတဲ့ဗီဒီယိုလေးတစ်ခုကြည့်မှဖြစ်ပါတယ်โอเคအဲ့တော့ကြည့်လိုက်အောင်နောက်ပိုင်းအစားပြု28 29 28 29 28 28 29အဲ့လောက်ကစားပြီးတော့လျှောက်ဆိုလို့မြန်မာမှာရှိတဲ့လူတွေတဲ့ပုံကလေးအလုပ်စားလို့ကြတယ်။ဘာကြတာလဲ။ပြန်ရှင်တွေကိုခေါ်တယ်။ဟွန်းဆွေးနွေးတယ်တိုင်းမင်းနဲ့မဖောင်းတော့ဆွေးနွေးတဲ့တိုင်းမင်းနဲ့ညှိနှိုင်းတယ်။ကြားလို့ဗျာဒါလေးရှိပါတယ်လောက်ပါဗျာအကုန်လုံးရဒါလေးရှိပါတယ်။တင်းချာအေးအေးဆေးဆေးပြောနေကြတယ်။အဲ့ဒီလူတွေတဲ့ပုံကလေးကိုတော့သူကတိတ်ပြီးတော့ဟို ခင်ဗျားဆိုင်မပူပေါင်းနေတဲ့ပုံစံနဲ့လုပ်တော့ဟိုလူတွေကနောက်ဆုံးကြတော့ဘာလုပ်ရလဲဆိုတော့နောက်ဆုံးအမှုဖွင့်ရဖြစ်ပေါ့ဥပမာတစ်ခုကအဲ့တော့နိုင်ငံတော်ကြီးရဲ့အချက်ကလည်းမြင်နိုင်ပြီမလုပ်ပါနဲ့ဆိုပြီးနိုင်ငံတော်ကြီးရဲ့အချက်ကကိုယ်တိုင်းပဲလည်းမလုပ်နဲ့ဒါမကောင်းပါဘူးပြည်စည်းအေးစည်းမြင်နိုင်လိုက်ပါဆိုတော့မျိုးနိုင်ငံတော်ကြီးရဲ့ကိုယ်တိုင်းတချို့တွေကအဲ့လိုပြောတာအဲ့ဒါဟိုတော့ဒီကောင်တွေကငွေတော့ကအဲ့လိုလာတော့ရပြောရတော့ဟိုကျွတ်တော့ချိုးချိုးနေတဲ့ပုံစံလုပ်တော့နောက်ဆုံးကြတော့မတက်တာဘူးဘူးပေါ့ဘာလို့ဖြစ်ပေါ်တော့အေးစည်းတိတ်ညီနိုင်ပြီးတော့ဒီကောင်ကကုညီပေးလိုက်တာဘာဖြစ်တော့မပေါ်ဘူးသူကသွားလုပ်တာ ကိုယ်လည်းမဟုတ်တာလုပ်ပြီးတယ်ပြီးရင်ဟိုကခေါ်ပြီးတော့ညီနိုင်တာကိုလည်းသူကမချင်မငံပုံစံမျိုးနဲ့တုတ်ပြန်တယ်မဟုတ်တာဆိုတော့ဘာလို့လဲဒါပဲချင်းချောက်တာအဓိကချင်းချောက်ခံရတာတချို့ ဖောက်ခွသားတွေကတကယ်ကိုချင်းချောက်ခံရရည်လေးရှိတယ်စစ်တပ်ကအခုဘာလဲဆိုတော့ဒီသူတို့ဝါရပြန့်ဆက်ကထွက်လာပြီးတဲ့အချိန်မှာဒီဖောက်ခွသားတွေကိုခေါ်ပြီးတော့သူတို့ကပြောတယ်မင်းတို့ကောင်တွေငါတို့ရဲ့ဝါရပြန့်တော်လှုပ်ချင်းလှုပ်ပြီးမလှုပ်ပေးဘူးဆိုရင်မင်းတို့ကတို့ဟိုကလှုပ်မယ်လို့ဒီကလှုပ်မယ်လို့ပုံစံမျိုးနဲ့ချင်းချောက်လာတဲ့အချိန်တချို့တွေကတော့ချင်းချောက်ခံရတချို့တွေကတော့တိတိကြီးနဲ့ကိုလှုပ်တာ အဲ့လိုမျိုးပုံစံမျိုးတွေရှိတယ်ဗောနအဲ့လိုမျိုးပုံစံမျိုးတွေအများကြီးရှိတယ်အခုပြောမယ်ဆိုဒါကြောင်မျိုးမင်းတို့ပလက်ကနေပြီးတော့ထုတ်ပြောလာပြီဘာလဲဆိုတော့ဖက်ခွက်သားတွေကိုဒီကောင်တွေချင်းချောင်းနေပြီဆိုတဲ့အဥ္စာမျိုးကိုဟောဖြစ်တယ်အဲ့တော့ပွင့်လင်းပြောတော့ပြည်သူဖက်ညံ့တာမမှုပဲနဲ့ဟောတော့အာနာရှင်အလိုကျအာနာရှင်ရဲ့အောက်မှာနေသမျှတော့ကျွန်တော်တို့ကသားတွေကိုခံစားရမှာပဲโอเคစကြည့်ရအောင်ပြီးဘာလဲဆိုတော့ပူပါပါအပွင့်မှုလည်းမလုပ်ဘူးတွားပြီဗောအဲ့တော့ကျွန်တော်တို့ကအဲ့လိုလိုမျိုးဘယ်လိုလုပ်ပြီးတော့ကျွန်တော်တို့ဟာမကောင်းဘူးလို့မတရားဘူးလို့ပြောမလဲစမ်းကြည့် အဲ့ဒါကိုယ်တိုင်သိတယ်အဲ့လူတွေကိုယ်တိုင်သိတယ်ယူလို့ပေါ့ဟုတ်ကဲ့ဘာ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 တေးတာမေးတာသူတိချာလေးနဲ့ခမ်းလို့ညာဒါတော့မလုပ်သိဘူးထင်တယ်ဒါတော့ခမ်းလို့မလုပ်ထားတယ်ခမ်းလို့ထားချီ1 2 3 4 5 6 7 8 9 10တုံးပြရဲ့ပြီးတော့မှအဲ့ဒါကိုခမ်းလို့တော့ဟုတ်လားမဟုတ်လားချစ်လိုက်မငင်းနိုင်โอเคမငင်းနိုင်တော့ဟုတ်ကဲ့ဒါနောက်ပါအေးဒါတော့ခင်ဗျားတို့ဗျာဒါလေးတော့လုံးလိုက်ပါဒါလေးရုပ်ဝင်ဝင်ခုပေးပါဆိုရင်အားကျွန်တော်တို့မလုပ်နိုင်ဘူးခင်ဗျာအဲ့တော့ကျွန်တော်ကျွန်တော်တို့ကြောင့်အေးဟုတ်ပြီ အဲ့ဒါဆိုလည်းဘာလဲဆိုလည်းကျွန်တော်တို့ကဟုတ်ဖိုင်ရနေမယ်နော်။ဘာကြောင့်ဖိုင်ရဖို့မပါလားဆိုအချိုးလို့လေ။ဟာအဲ့တော့တော့ဟောဘာတတ်နိုင်လို့ဘာလို့နေရတော့လဲ။နော်ပြီးတော့တခါဒီရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ကုညီရွေးကောက်ပွဲရှိမှလို့ရွှေမှုကောင်းလေကောင်း။ဒီပါဆိုတော့မိသားစုခံနေတယ်။နာမည်ကျုံတို့ပြန်ရှင်အများကြီးပါတယ်။ခင်ဗျားတို့ကျွန်တော်ခဏခဏပြောတဲ့နာမည်ပါတယ်။အဲ့ဒီနာမည်အခုတ်ပါတယ်အဲ့ဒီမှရှိအကုန်လုံးခေါ်တယ်။တချို့ရပါလို့နေမှာလေ။ င်းနေမကောင်းတော့ချာတိုက်လိုက်အဲ့လိုပါတယ်ချူကဖြားနေသလိုနေမကောင်းသလိုဆေးရုံဝင်တဲ့နေရာသလိုဆေးရုံဝင်တဲ့လိုတုတ်ပြန်နေတယ်ချူကချူကကျတော့ကျွန်တော်ရှိုက်ကွေးပြောင်းနေရှိုက်ကွေးဟိုးပင်တရာမာလိုလိုကလောမာလိုလိုအောင်ပန်းလိုလိုဘာလိုလိုနဲ့ခေါင်းငယ်ပြုတ်တက်ပြီးတော့ကျွန်တော်ရှိုက်ကွေးအောင်လို့ပြန်လာလို့ပြန်လာလို့ရတယ်ကလောဝေးချောင်းလို့တက်ဖွဲနော်တချို့ကျတော့နိုင်ငံခြားသွားနေလို့လုပ်တဲ့တက်ဖွဲအချို့ကျတော့အမေနေမကောင်းလို့ဖေးနေမကောင်းလို့အချို့ကျတော့မျိုးစုံပြားအချောင်းပြားတဲ့မျိုးစုံကိုပတ်လျှောက်နေရှင်နေရအခုတချို့ရုပ်ရှင်ကားတွေရှင်ရှင်ကားတွေကိုနော်ရုပ်ရှင်ကားတွေကို ရုပ်ရှင်ဇလန်တွေတင်ရအောင် sorry ယုံယုံတင်ရမရအောင်တချို့ယုံမတင်ကျွန်တော်တဲ့ပုံစံမျိုးကြီးလုပ်တာတဲ့အမှန်ယုံမတင်ကျွန်တော်ဟုတ်ယုံမတင်တော့ဘာညာဒီကားလိုက်လို့လုပ်တဲ့သူတွေရှိတယ်အဲ့တော့သူ process တိုင်းသူတွားနေရမယ့်ဟာကိုဒီအဲ့လန်လေးလိုက်တိုက်ဖို့ကြိုးစားတာဟိုကော့စ်ကြိုးစားမှရှိမှာဆိုနောက်ဆုံးပုံကြိုးစားတာအဲ့လန်မျိုးလုပ်တဲ့ TV channel အချို့လည်းရှိတယ် TV channel လို့လို့ဘာလို့လို့အဆုံးအဆုံးလည်းရှိတယ်ရုပ်ရှင်ထုတ်လိုက်ကုမ္ပဏီရှိတယ်ကြော်ညာကုမ္ပဏီရှိတယ်နော်အဲ့ကုမ္ပဏီအခုကြော်ညာထက်တဲ့ကုမ္ပဏီပေါ့ကျွန်တော်ကကြော်ညာထက်ကုမ္ပဏီရှိတယ်အဲ့ကြော်ညာ agency လုပ်ပြီး agency ရှိတယ်အဲ့ဒီအဆုံးတွေကတော့ အဲ့လိုမျိုးအုံနေချင်းနဲ့လုပ်နေကြတာလေဟုတ်ပြရသလား28ရက်နေ့အော်ဘာလဲဆိုတော့အာပြောမယ်ဆိုရင်ကျွန်တော်တို့ဒီဟိုဘာပေါ့နော်အာကျွန်တော်တို့နိုင်ငံမှာဘာဖြစ်သွားပြီလဲဆိုတော့ဟိုဘယ်နေပြောရင်အခြေအနေတွေကအားလုံးအချင်းနဲ့ချက်တွေရောက်ကုန်ကြတာအဲ့တော့ပြောမယ်အာဖက်ခွက်သားတွေကအာသူတို့သူတို့အနေနဲ့ဘာပေါ့နော်ဟို ဆရာနာရှင်လောက်အောင်မချင်းချောက်ခံပါဘူးအဲ့လိုအခြေအနေဖြစ်အောင်သူတို့ပဲရွေးချယ်ခဲ့တာလေကျွန်တော်တို့ကိုနေပြောအဲ့ဆိုင်မတနာဘူးနော်ကျွန်တော်မှသာသူတို့မှဂျင်းနဲ့ချက်သေးဟိုဖြစ်တယ်ကျွန်တော်ဟိုတနေ့ကကိုသံခီတို့ပြောတဲ့စကားကိုပဲပြန်ပြောရမယ်ဆိုရင်ကျွန်တော်တို့ကအဲ့လိုအခြေအနေမျိုးမလူကျင်လို့စစ်တပ်တော့ဝါရမဖြန့်ပေးနိုင်လို့ကျွန်တော်တို့ကထားခဲ့တယ် တကယ်တမ်းတော့ကျွန်တော်နိုင်ငံမှာဖက်ခွန်သားတွေချမ်းသာရအများကြီးပါပဲ။ဘုံနေချမ်းသာကြတယ်။ကြီးတဲ့ဥစ္စာတွေအများကြီးရှိကြတယ်။အဲ့ဒါတွေကိုမစွန့်လွတ်နိုင်ဘူး။သူတို့ရဲ့ကိုကြိုးစည်းဘွားတွေအတွက်ပဲကြိုးစားတဲ့အတွက်ကြောင့်မလို့ဒီလိုမျိုးအခြေအနေတွေသူတို့ကိုယ်တိုင်ရောက်ကုန်တာ။ဒါရှင်းရှင်းလေးပဲ။ဒါရှင်းရှင်းလေးပဲ။အဲ့တော့ဘုံနေပြောအာနာရှင်လက်အောက်မှာစက်နေသည်အမှုပညာဆိုတာကိုကျွန်တော်လွတ်လပ်စွာဖန်တီးပိုင်ပြီးဘယ်တော့မှရှိလာမှာမဟုတ်ဘူး။ကန့်သက်ထားတဲ့ဘောင်းလီတဲကတွေပဲအမှုပညာကိုလောက်ခွင့်ရတယ်။ နော်တန်းတက်ထားတဲ့အမှုပညာပဲလားနောက်ပြီးဘကတိလူတွေကြားထဲမှာခံစားရခံစားချက်အစ်စ်အမှန်တွေတချို့ဥစ္စာတွေကိုဘယ်သောအခါမှရလာမှာမဟုတ်ဘူးဒါကလုံးဝချိန်တည်တဲ့အကြောင်းတရားတွေကြီးပဲဒါကိုအားလုံးသိတာအဲ့တော့စက်နေလေစက်နေဒီလိုမျိုးတွေပဲစက်ကြုံပါမှာပဲဒီလိုမျိုးတွေပဲစက်ကြုံတချို့တွေကပြောကြအမှုပညာသမားဆိုတာအော်ဘောနော် sensitive အရန်ဖြစ်တယ်တုံ့ပြန်မှုလွယ်တယ်တချို့ဥစ္စာတွေကဖြစ်ကြတယ်ပြောကြတယ်တကယ်တမ်းကျတော့ဘောနော် ဟိုအာနာရှင်အောက်မှာနေနေကြများတော့ဖက်ခွက်စားတွေဟာဖိနှိပ်ခံနေရမှာပဲအဲ့တော့ဟိုကျွန်တော်တို့လက်သုံးချောင်းတွေထောင်ရတယ်အဲဘောနပြည်သူတွေဘက်ကယက်တီကြတဲ့သူတွေအခုသူတို့ရဲ့အမှုပညာတွေကိုသူတို့လွတ်လပ်စွာလုပ်ခွင့်ရတယ်တခုပဲပြည်တွင်းမှာရှိတဲ့ဖက်ခွက်စားတွေလိုချမ်းသာခြင်းမှာတော့ချမ်းသာနေလိမ့်မယ်ချမ်းသာခြင်းမှာတော့ချမ်းသာနေမယ်ဒါပေမဲ့သူတို့စိတ်ချမ်းသာတယ်ပြည်သူဘက်မှာယက်တီရတဲ့အတွက်ပြည်သူတွေချစ်ချင်းကိုခံရတယ်ဒီကြတဲ့ ဒါကြောင့်မလို့သူတို့အမှုပညာတွေကိုလွတ်လပ်စွာဖန်တီးနိုင်ခွင့်ရတယ်။အခုကြည့်လိုက်လေပြည်ပကိုထွက်ပြီးတော့ပြည်ပကိုထွက်တာပဲဖြစ်ပြည်သူတွေဘက်ကရက်တည်နေတဲ့အမှုပညာရှင်တွေဖန်တီးမှုနဲ့ပြည်ရင်းကသူတွေဖန်တီးမှုကိုကြည့်လိုက်အများကြီးကွာခြားလာရှိတယ်။ဘာကြောင့်ကွာခြားလဲ။လွတ်လပ်စွာဖန်တီးပိုင်ခွင့်။အခုပြည်ရင်းမှာနေတယ်စစ်ခွေးအလိုကြလုံးမယ်ဆိုရင်ပြည်သူမုန်းမယ်။နော်စစ်ခွေးအလိုကြလုံးမယ်ဆိုရင်ပြည်သူမုန်းမယ်။အဲ့ဒါဆို စစ်ခွေးလုံကြမလုံဘူးပြည်သူပဲရက်ပြီဆိုရင်စစ်ခွေးရနေပြီတော့တမပဲအဲ့လိုအခြေအနေကြမှာဖြစ်နေတာအဲ့တော့ဒါတွေကတနာစရာတော့ကျွန်တော်ကတော့ no လုံးဝမတနာသူတို့ရွေးချယ်ခဲ့တဲ့လမ်းတွေဖြစ်တယ်သူတို့ရွေးချယ်ခဲ့တဲ့လမ်းတွေဖြစ်တယ်အဲ့တော့ဒီဘာကြောင့်သူတို့ရွေးဟုတ်ပြီငါတို့ကတော့မစွန့်လွတ်နိုင်ဘူးလေငါတို့ဒီကပိုင်ဆိုင်မှုတွေတင်ခံရမှာပေါ့ဘုမနယ်လင်းပြောတာဟိုဟိုပါတော့ဟိုလွတ်လပ်ခြင်းရောစွန့်ရဲမှရမယ်အဲ့လိုပဲငါတို့ကတော့ ခကြီးပြန်ကောင်းရင်တော့အမှုပညာတွေကိုပြန်ပြီးတော့ကောင်းကောင်းပြန်လုပ်မှာအခုချိန်ကတော့အာနာရှင်လိုကြပဲလုပ်နေမှာပေါ့ဆိုပြီးတော့ပြောတဲ့ကောင်းတွေလည်းရှိတင်ရှိလိုက်မယ်မင်းတို့ရောအဲ့ဒါဆိုစွန့်လွတ်ရဲလာသူစွန့်လွတ်ခဲ့တဲ့ကောင်းတွေကြီးပဲနော်စွန့်လွတ်ခဲ့တဲ့ကောင်းတွေကြီးပဲအခုပြည်ရဲမှာနေတဲ့သူတွေကိုတချို့တွေကကာဗာလုပ်ကြတယ်ကာဗာလုပ်ကြတယ်โอเคကာဗာလုပ်ကြတော့ဗာလဲဆိုတော့ဟာဟိုဟာပေါ့နော် ပြည်တွင်းမှာသူတို့မှာအချက်တဲတွေရှိတယ်ဒီလိုမျိုးဖိနှိပ်ခံနေရတယ်ရှိတယ်အဘာညာတခြားဥစ္စာတွေအများကြီးလို့ကပ်လုပ်ပြီးတယ်ကပ်လို့သူတို့ရွေးချယ်ခဲ့တဲ့လမ်းလေဟုတ်တယ်မလားသူတို့ရွေးချယ်ခဲ့တဲ့လမ်းလေအဲ့တော့ဘာပဲဖြစ်ဖြစ်ဟောသူတို့ရွေးချယ်ခဲ့တဲ့လမ်းမှာသူတို့ဒုက္ခရနေသူတို့ဖြစ်နေတာကျွန်တော်ကတော့မသနာဘူးတကယ်ပုံမှန်လည်းပြောတာကျွန်တော်ကကျွန်တော်ဟိုတနေ့ရဗီဒီယိုမှာပြောသလိုပဲကျွန်တော်ကဒီမြန်မာနိုင်ငံရဲ့ဖက်ခွက်သားလောကကြီးရွှွန်မှုကောင်းသလိုအာနာရှင်တွေအလိုကျလှုပ်ပေးနေရတဲ့ဖက်ခွက်သားတွေလည်းကျွန်တော်ရွှွန်တယ်။ဒါကြောင့်မလို့ အခုဒီအခုလက်ရှိအခြေအနေဒီစစ်တပ်ဒီဒီဖက်ခါသားတွေနဲ့ကျွန်တော်တို့ပို့ပြီးတော့ရှမ်းထိုက်ပေးမှာကျွန်တော်တို့ကလည်းသူတို့အလို့ကြလို့တဲ့ဖက်ခါသားတွေပို့ပို့ပြီးတော့ယူဖို့လိုတယ်ဒါကြောင့်မလို့ဆရာနာရှင်အလို့ကြဆက်လက်ပြီးတော့အတုံးတော်ခံလာမယ်ဖက်ခါသားတွေကိုကျွန်တော်တို့ social punishment တွေလုပ်ပါ boycott တွေလုပ်ပါဒါကသာလူလူကြားတွေကိုအစိတ်ခတ်မဲ့ဟောတော့စကလုံးတွေအစိတ်ခတ်မဲ့အရာတွေအားလုံးကိုကျွန်တော်တို့ကတားဆီးနိုင်မှာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီ ဘာလို့ရပန်းတိုင်းဟန်ပါလဲငါတို့ဒီ social punishment တွေ blind cop တွေကိုဘာကြောင့်လုပ်နေရတာလဲလို့ပြန်ပြီးတော့တွေးကြည့်ရင်ဒါဟာတော်လန်ရေးရဲ့ဘောနောနီးနာတစ်ခုဖြစ်တယ်တော်လန်ရေးရဲ့ဘီဝါတစ်ခုဖြစ်တယ်ကျွန်တော်တို့လုံနိုင်တဲ့နေရာကနေ wine လို့ဖို့လူချောင်းကိုပြောနေတယ်ပဲကျွန်တော်ရဲ့ဒီနေ့ကျွန်တော်အတွေးကျွန်တော်အမြင်အစီအစဉ်ကိုကျွန်တော်ကြောင်နေပဲကျွန်တော်ရန်လာရှင်ပါတယ်တော်လန်ပြည်သူများအားလုံးစိတ်လက်ကြီးသာသွားနဲ့တနေ့တော်ဖြတ်တန်းနိုင်ကြပါတယ်ဒီနေ့ဗီဒီယိုက ပုံမှန်ရန်နေကြနေရာတခုလည်းမဟုတ်ဘူးဘာလို့ပြီးတော့အာကျွန်တော်မှာဘောတော့ဟိုဒီပြောတာတွေဘာညာတွေရတယ်လိုအပ်ချက်တွေရှိကောင်းရှိနေတယ်အဲ့တော့ဘာပြောအာတီးခံပြီးတော့ကြီးစုအဆုံးထိလိုက်ပါကြီးစုပြီလို့လည်းအားလုံးကိုကျေးဇူးတင်ပါတယ်အာမချိနတာတချို့ဘောတော့လိုအပ်ချက်တွေများရှိသွားရင်လည်းအားလုံးကိုထောက်မှန်ပါတယ်လို့ပြောနေတယ်ဗီဒီယိုလေးဒီမှာပဲအဆုံးတက်ပါခင်ဗျာအားလုံးကျေးဇူးတင်ပါတယ် ီနေ့ကတရားမြတ်တာလို့လက်ချင်းနဲ့မတွေ့အားလုံးရဲ့မြေ